ကိုရကိုဇိန်နဲ့ထိုင်စားကကောင်မလေးတွေကိုကြည်လို့ရမယ်မန္တလေးမြို့ကဝါလို့ကောင်းကိုရဆိုင်ကိုရဆိုရကလူကြီးလူငယ်မွေစားကြတဲ့အရာပါအထူးသဖြင့်မြန်မာနိုင်ငံမှာကုန်းကိုတော်တော်လေးကိုနှိမ့်ချစွာနဲ့စားသုံးကြတာကိုတွေ့ရပါတယ်လူတော်တော်များများကုန်းရနုနုလေးကိုကုန်းသီးစိတ်လေးထည့်ပြီးတော့ထုံးနဲ့ဗမာစည်းနှစ်စည်းထည့်ပြီးဝါလိုက်ရရင်အာကပါဇက်လူဖြစ်ကျိုးနေရတယ်လို့ဆိုပါတယ် မြန်မာနိုင်ငံသားတွေဟာအကုန်းကိုဒီလိုမျိုးနှစ်ချိုက်စွာစားကြတာကြောင့်မြန်မာနိုင်ငံနေရာအနှံ့မှာကုန်းရဆိုင်တွေများစွာတွေ့ရပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံနေရာအနှံ့ဘဲမျိုးကိုပဲတော်တော်ကုန်းရဆိုင်မရှိတဲ့မျိုးကတော်တော်လေးရှားပါပါတယ်။ဒါအပြင်လူတော်တော်များများကကုန်းရကိုကြွကြွအိတ်လေးတွေနဲ့ပါဇက်ထဲမှာဝါကုန်းတွေးကိုကြုံတလို့ထွေးပြီးတော့တော်တော်လေးကိုပဲပဝင်းကျင်အတွက်ညှက်ပတ်စေပါတယ်။ အဆိုပါ900ဆိုင်ကတော့မန္တလေးမြို့ကဝါလို့ကောင်900ဆိုင်မှာမန္တလေးမြို့ဟာငလင်းတန်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေအများကြီးနေတဲ့ကြားတွေကဝါလို့ကောင်900ဆိုင်ကထွက်ပေါ်လာပါတယ်။ဝါလုကံကွန်းရဆိုင်ကတကယ်စားတော့ဆိုင်ကြီးတွေလိုမျိုးခန်းနာစွာနဲ့ဖွင့်လှစ်ပြီးတော့ကွန်းရကိုအစင်တန်းမြန်မာစွာစားတော့ရမှာပါ။ဒါအပြင်ကွန်းတရီကိုလည်းစိတ်ကြိုက်စနစ်တကျအသင်ရှင်းစွာထွေးနိုင်အောင်စီစဉ်ထားပါတယ်။ အထူးသဖြင့်တော့ဝါလူကောင်ကိုရဆိုင်ကလူကြီးလူကောင်းတွေကိုရဝါရင်နဲ့အေးစစ်စစ်စကားပြောနိုင်အောင်ဖန်တီးထားတာဖြစ်တယ်လို့ကိုရတဲ့မာလီချောချောလေးတွေရဲ့အလှကိုလည်းခန်းစားနိုင်မှာဖြစ်ပါတယ်။ပြည်သူတွေကရောဝါလူကောင်ကိုရဆိုင်ကိုဘယ်လိုမြင်ကြလဲဆိုတာပြောခဲ့ပါအောင်နော်။